ရင်ကုန်ပြောရှင်တာရော့ဗီကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာလည်းတပတ်တာခုနှစ်သားသမီးတွေကန့်ကြမှာအခြေအနေတွေကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့နှစ်ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့ရှစ်ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့ဒီကလအတော်တွင်းမှာတနင်္ဂနွေသားသမီးတွေရဲ့ဒီတစ်ပတ်အတွက်ကန့်ကြမှာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်ကတနင်္ဂနွေသားသမီးမိတ်ဆွေများကန်စားတာ ကံကြမ္မာအခြေအနေဖြစ်ပါတယ်ဒီတစ်ဖက်မှာတော့ကိုကစကားပြောရများတာတွေဖြစ်တတ်တယ်တစ်ဖက်မှာရန်သူတစ်ဖက်မှာမိတ်ဆွေဆိုတာမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့ကာလဖြစ်တယ်ဘယ်အရာမဆိုဟလာမြတ်မြတ်တတစီမံဆောင်ရွက်လုပ်ကြိုင်မယ်ဆိုရင် အောင်မြင်နိုင်တယ်တစ်ဖက်ဆောင်နေမတရားသဖြင့်လှုပ်တာဆိုရင်တော့မအောင်မြင်နိုင်ဘူးလို့ပြောလို့ရတယ်ပေါ့အဲ့တော့အလုပ်ကန်စီပွားရေးနဲ့ပတ်သက်မျှတဖို့လိုတယ်ဟလာဟလာအလုပ်ကန်စီပွားရေးနဲ့ပတ်သက်စကားပြောရတဲ့အခြေအနေလေးတွေဖြစ်နိုင်တယ်ဆိုတာဖြစ်ပါတယ်အဲ့တော့ ဘယ်ကိစ္စအောင်ဆုံးဖြတ်ဆုံးဖြတ်ဒီတပတ်တာမှာမှန်မှန်ကန်ကန်ရွေးချယ်ဆုံးဖြတ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့ငွေကြေးပေါ့ငွေကြေးနဲ့ကြည့်လိုက်မယ်ဆိုရင်တော့ငွေကြေးနဲ့ပတ်သက်ထောက်ပံ့ရတာအကူအညီရတာငွေကြေးပံ့ပိုးသူကြုံတွေ့တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကိုယ်ကကိုယ့်တဲ့အသားအဖြစ်ဂုံအားဖြင့်ကြီးခဲ့တဲ့သူတွေရှိရငွေကြေးထောက်ပံ့အကူအညီတောင်းမယ်ဆိုရင်ဖြစ်နိုင်တဲ့အလားလားကောင်းနိုင်ပေါ့နော်အဲ့တော့ကိုယ့်မှာကြုံတွေ့နေတဲ့ငွေကြေးအခက်အခဲတွေပြည့်လည်သွားနိုင်တယ်အခြေအနေတော်ရင်မြစ်တာရင်နဲ့ပတ်သက်ရင်တော့ အဲဒီတော့ကနည်းနည်းလေးစကားပြောရများတာအမြင်ဆောင်တာမျိုးလေးတွေဖြစ်တတ်တယ်ဆိုရင်တော့တဲ့အခြေအနေမျိုးတော့မရှိဘူးအဲ့တော့အခြေအနေတော်ရင်ပြတတ်ရင်းနဲ့ပတ်သက်လို့ကိုကြံစီတာအဲ့ဒါလှုပ်ဆောင်တာမျိုးတွေကအောင်မြင်နိုင်တယ်ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတစ်ပတ်မှလုပ်မယ်ဆိုရင်အောင်မြင်မယ်ဖြစ်မယ်အဲနောက်တစ်ခုကပါလဲကျွန်တော်စကားခရီးကိစ္စတွေပေါ့အရေးကြီးတဲ့စကားတွေပြောမယ်ဆိုမယ်အရေးကြီးတဲ့ခရီးတွေထွက်မယ်ဆိုလို့ရှိရင်တော့မကောင်းဘူးအစ်မပြေနိုင်ဘူးမလှုပ်တာပို့ပြီးတော့ကောင်းတယ်ကိုယ့်ရဲ့စကားအရာမရောက်နိုင်ဘူးကိုယ့်ရဲ့ခရီးကမပေါက်မြောက်နိုင်ဘူးအဖြတ်အမောက်ကြုံတွေ့တတ်တယ်လို့ပြောလို့ရတယ် အဲကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့မတော်တဆအနေငယ်ထိခိုက်တယ်ရတာမျိုးလေးတွေဖြစ်တတ်တယ်။ဆိုရင်လောက်တဲ့အခြေအနေမှာမရှိဘူး။အနာဟောင်းရောဂါကောင်းရှင်ပြန်ပေါ်တာပြန်ထတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။အဲ့တော့ဒီတစ်ပတ်မှာတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါကံကောင်းနေတဲ့တဲမှာတော့မပါဘူး။လူအမယ်ကကျွန်တော်တို့ရေရေအားလောက်ရမှာဖြစ်ပါတယ်။အဲ့တော့ကံအဆိုးကောင်းအားမျှနေတယ်တွန်တွဲနေတယ်လို့ပြောလို့ရတယ်အဲ့တော့ရေရအနေနဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်တော့အဲ့ဒါကျွေးပကံများတစ်ချက်ထဲမှာလမုတ်တစ်ခုလဖေးတစ်ခွက် လှူဒန်းမယ်ဟလာကျွန်တော်တို့မျက်မမြင်ပေါ့နော် မျက်မမြင်တဲ့ပုံကိုယ်တွေကိုငွေကြေးထောက်ပံ့တာလှူဒန်းတာမျိုးတွေမျက်စိမကောင်းတဲ့သူတွေကိုပေါ့နော်အဲ့တော့ငွေကြေးထောက်ပံ့လှူဒန်းတာမျိုးတွေကျွန်တော်တို့လောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်တော့ကံကောင်းတဲ့ပူကောင်းလာနိုင်တဲ့အနေအထားရှိတယ်ဒီတော့ကံကောင်းလက်ရှိအချိုးပေးကဏ္ဍဒီငါးကဏ္ဍနှစ်ကဏ္ဍမှာအချိုးပေးတဲ့အကြောင်းအနေနဲ့နှုတ်နှစ်အောင်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေတို့ပါ